ားလုံးမင်္ဂလာပါဗျာကျွန်တော်ကျော်စိုးပါအဲ့တော့ဒေတာကြီးမှာတော့ငလင်ပင်ကတက်ရောက်မှုကြီးကြီးမားမားရှိရဲအဖြစ်ပြောင်းတယ်လည်းများစွာရှိတယ်ကျွန်တော်တို့ဒါကျွန်တော်နိုင်ငံနိုင်ငံသားတွေတွေ့ခွဲကြီးတွေ့ခဲ့ရအရှင်းခွဲကြီးတွေ့ခဲ့ရအောင်လားဆင်မောကြပြီးကျွန်တော်တန်ခါတော့များစွာလဲဒါကျွန်တော်ပြန်လို့လုပ်ခဲ့ရတယ်ပေါ့ဒါလည်းတော်လေးဆင်မောကြပါလားတိုင်းပြည်တော်လည်းဒီမှာလည်းဆုံဆုံမှုနိုင်ငံတော်လည်းဒီမှာလည်းဆုံဆုံမှုသာသနာတော်လည်းဒီမှာလည်းဆုံဆုံမှုလိုက်ပါလဲကျွန်တော်တို့ဒီငလင်ပေးကတိုင်းပြည်တော်တကယ်ကြီးကိုအကြီးကြီးမားမားဆုံဆုံမှုကြီးဖြစ်ပါတယ်အဲ့တော့ အားလုံးကလည်းလက်ရှိအလွာကြီးကြီးရတယ်သူတို့နိုင်တော့အားလုံးကလည်းတက်နိုင်တာအလုံးတူပြန်နေကြတယ်တွေ့ရပါတယ်အပြင်ကျော်တန်းကင်းကကလည်းလည်းဘေးနဲ့ပတ်သက်ပြီးတော့ဒါကုညီပြေဆွေးလုပ်ငန်းတွေမှာအထူးဝင်ဆောင်ပေးကြတယ်တွေ့ရပါတယ်အဲ့လိုပဲကျွန်တော်တို့ဒီလိုမှရှိရင်လုပ်ငန်းရှိရှိတွေတက်တာလောင်ဒီဘန်တို့ကမ္ဘောဇာဘန်တို့ပေါ့ပဲအခြားသောဘန်တွေအခြားသောကျွန်တော်လုပ်ငန်းတွေကလည်းဒါကမ္ဘောမှုတွေရှိပါတယ်ဒါလည်းဝန်တာကြပါမယ်အဲ့လိုပဲကျွန်တော်တို့ဒါအလွာကြီးကြီးရလဲဒါတို့တက်နိုင်တာလေးတွေလုပ်ငန်းတွေကနေကြတာလည်းရှိပါတယ်ဒီနေရာမှာကျွန်တော်တို့နေထိုင်ကြတာက လက်ရှိလက်ရှိပေါ့လေဒီငလင်ပေးကြောင့်ထိခိုက်ကဲပြည်သူတွေကိုကုသရေးမှာရင်းပါတဲ့ဒီကျမ်းမာရေးဝန်ထမ်းတွေပေါ့အဲ့တော့ဒီငလင်ပေးမှာကျမ်းမာရေးဝန်ထမ်းတွေရဲ့မိသားစုတွေရဲ့ထိခိုက်မှုကလည်းအကြီးအကျယ်မှာရှိပါတယ်ပြီးသွားရင်ကျွန်တော်တို့ဒါမိတ်ဆွေများအနေနဲ့ဒါကျွန်တော်တို့နေပြည်တော်မှာဆိုရင်တော့ဒါဒါနေပြည်တော်တကယ်အချက်ချာကြားရတဲ့နေရာလက်ရှိရခိုင်ကကျွန်တော်တို့ဒီဖြစ်ခဲ့တဲ့ဒီစေပြည်မှုကလည်းကြောင်းလေဒီသားတွေမှာကျွန်တော်စေယုံနေဝင်နိုင်ဘူးတကယ်အရေးကြီးတဲ့အရာတွေအရေးကြီးတဲ့ဒိုင်ဟာတွေအကြီးစားဒိုင်ဟာတွေစသဖြင့်အရေးပေါ်ကိစ္စတွေဆိုရင်နေပြီးတော့လွှတ်ကြပါလိမ့်မယ် အရင်ကနေပြီးနေပြီးတော့ကနေတစ်ခေါက်လဲဒါပဲဒီလောက်ကမကြောက်တာကျွန်တော်တို့ကျွန်တော်တို့ဒီကျမ်းပါရင်ဝင်တဲ့ပြည်သားစုတွေအထူးကဲမှုရှိပါတယ်တို့ရဲ့ဒီလေးဆောင်တွေအထူးကဲမှုရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ဒါအနေနဲ့ရမှာရှိတဲ့ဒါကျွန်တော်တက်နိုင်တဲ့မိတ်ဆွေများအနေနဲ့ဒီနေ့ပြီးတော့ကနေတစ်ခေါက်ကြီးကိုလာလူပေးကြဖို့မိသားစုခံကြပါတယ်ဒါကြောင့်ကျွန်တော်ဒီနေ့တော့ကြည့်ရခဲ့ပါတယ်ဒါတော်များလာလူရပါတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ရမှာရှိတဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေတွေအနေနဲ့လည်းဒီရကမာရှိတဲ့လုပ်ငန်းရှင်တွေပြီးတော့အခြားသောဒေသကြီးရဲ့လုပ်ငန်းရှင်တွေအနေနဲ့လည်းဒါနေပြီးတော့ကနေတစ်ခေါက်ကြီးကိုလာလူပေးကြပါထို့ဒီပါပဲကျွန်တော်နေပြီးတော့မှဆိုရင်ကလေးချင်းကိုရှိရဲကလေးအတူတူရှိရဲပေါ့ ကလေးသူ့အစည်းအဝေးကြီးလည်းကျွန်တော်တို့ပြည့်စုံမှုတွေရှိပါတယ်။ပြီးကျွန်တော်အခြားသောဒါဆေးရုံတွေဆေးရုံတွေမှာလည်းပြည့်စုံမှုတွေရှိပါတယ်။အဲတော့ကျွန်တော်တို့ဒါရိုက်လူပေါ်တိုင်းဒါရိုက်ကျွန်တော်တို့ဒါဆေးရုံတွေတွားပြီးတော့ဒါရိုက်လူရလို့ရပါတယ်။အဲမှာကျွန်တော်တို့တကယ်ဆေးရုံကြီးတွေစသဖြင့်ဒါအကြီးလေးတွေရတယ်စနေကြလက်ခံပြီးလည်းရှိပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒေတာကြီးကြီးမှာရှိတဲ့ကျွန်တော်တို့ရဲ့နိုင်ငံနိုင်ငံသားတွေအနေနဲ့ဒီလိုကနေဆောင်ယူဖို့ကနေဆောင်ဖို့ကျွန်တော်တို့တိုက်ရိုက်လာလို့ရပါတယ်။အဲမှာကျွန်တော်တို့ အလိုတဲ့ဒါကျွန်တော်တို့ဒီဆေးဘုံလိုအပ်တဲ့အရာတွေပေါ့ဗျာကိုလူနိုင်တာအားလုံးလူလို့ရတယ်ဗျာနော်အားလုံးလူလို့ရပါတယ်အပြင်ကျွန်တော်ကလေးဆေးအောင်ကလေးဆေးအောင်ဆိုရင်ဒီမန်နေဂျာအဝင်သွားဆိုရင်ကျွန်တော်ပြူချသွားတယ်အပြင်ကျွန်တော်ကလေးဆောင်ဆိုလည်းဒီ emergency ဆေးဝင်အောင်ဆိုတော့ကျွန်တော်ပြူချသွားတယ်အဲ့ဒီလိုပဲအခြားသောအရာတွေလည်းရှိပါတယ်တချို့ကျွန်တော်နေပြီးတော့ကလေးဆောင်ပေါ့ယူပါဆိုလည်းကျွန်တော်တို့ဒါဒါကျွန်တော်တို့ ဒီရခင်ကားပါကေမှာကျွန်တော်တို့ဒီမျက်ဖြေတဲ့တွေလောက်ပြီးတော့ဗျ။အဲမှာလည်းကျွန်တော်တို့ကုသပေးနေရတယ်ရှိပါတယ်။ဒါကြောင့်ကျွန်တော်တို့ကျမ်းမာရေးဝန်ထမ်းတွေကျွန်တော်တို့တကယ်ပြောပြချင်ပါတယ်။ကျွန်တော်တို့ကပင်မကျွန်တော်ရောက်တဲ့နေရာမှာထိုင်ထားလို့ရတယ်။ဒါပေမဲ့ကျမ်းမာရေးဝန်ထမ်းတွေကကျွန်တော်ထိုင်ထားလို့မရဘူး။ကျွန်တော်တို့ကစိုက်တဲ့ချိန်မှာကျွန်တော်စိုက်တဲ့နေရာမှာထိုင်လို့ရလို့ရတယ်။စိုက်တဲ့ချိန်မှာပင်မလို့ဆိုပြီးတော့အိပ်လို့ရတယ်။ဒါပေမဲ့ကျမ်းမာရေးဝန်ထမ်းတွေကအလို့အိပ်လို့မရဘူး။ကျွန်တော်တို့ကများစွာများစွာပင်မပါတယ်။ဒါကြောင့်ဒီကျမ်းမာရေးဝန်ထမ်းတွေကိုလည်းဒါကျွန်တော်တို့ကိုယ်ရီထောက်ပံ့ပေးရပါအောင်ကျွန်တော်တို့ကလည်းများစွာရှိပါတယ်။ဒီလိုဒီလိုကိစ္စပြောတာကျွန်တော်တို့ချစ်လို့ပါ။ကျမ်းမာရေးဝန်ထမ်းတွေကိုချစ်လို့ပြောတာပါ။ အပြင်းကြီးနဲ့ရှုတော့လည်းကျွန်တော်ပြောဆိုရင်မဟုတ်ပါမိသူမိသူကကျွန်တော်တို့ထိခိုက်လို့တဲ့စိတ်နဲ့ပြောဆိုခြင်းလည်းမဟုတ်ပါတကယ်လိုအပ်တဲ့နေရာလိုအပ်ချက်တွေရှိနေတဲ့နေရာကိုကျွန်တော်တိကျပြချင်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်